ဘုရားသခင်ဤကောင်းကြီးမင်္ဂလာအဖြတ်ဖြားတရားပါမိအကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏ဆက်ရှိရက်17လ2025အင်္ဂါနေ့နေ့စဉ်တဝင်စားဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်သာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ဝိညာဉ်များအတွေ့ဆုတောင်းခြင်း၌နှဆိုင်စွာ 조사အထုတ်ချင်းငါတို့ဟောပြောသောဧဝံဂေလိတရားသည်ဖုံးအုပ်လျက်ရှိနှင့်ဆုံရှုံခြင်းတို့ရောက်တော်သူတို့အားသာဖုံးအုပ်လျက်ရှိ၏ထို့သို့မယုံကြည်သောသူတို့ကဖျားသခင်၏ပုံတံတန်တော်ဒီဟုသောခရစ်တော်၏ဘုံအတရေနှင့်ပြည့်စုံသောဧဝံဂေလိတရား၏အယောင်သည်အလင်းကိုမပေးစေခြင်းငါဤလောကကိုအစိုးရသောဖျားသည်သူတို့၏ဉာဏ်မျက်စိကို ကွယ်စီဤနှစ်ကောအခန်းကြီး၄အငယ်၃မှ၄ဝိညာဉ်အောင်နိုင်ခြင်း၌ကျွန်ုပ်သင်ယူခဲ့သောအစွမ်းထက်ဆုံးသင်ခန်းစာများထဲမှတစ်ခုမှာဆွတ်တောင်းခြင်း၌မစုံမနစ်စ조사ခြင်းဤတံပိုးဖြစ်သည်တစုံတယောက်ဤကဲတင်ခြင်းအတွေ့သင်ကြားဝင်ဆောင်ရွက်ပေးသောအခါသင်သည်ဝိညာဉ်ထဲ၌ငိုကြွေးညီတန်းရင်း၊နှက်ဆိုင်စွာ조사အားထုတ်ခြင်းထဲသို့သင်သည်နက်နဲစွာ ရောက်ရှိသွားခြင်းဖြစ်သည်တင်ဤဆုတောင်းခြင်းနေရာသို့မဝင်ရောက်မီယနေ့ဆုတောင်းချက်သည်နက်နဲသောဝေဒနာဖြစ်သည်ကိုတင်သိထားနှင့်ပြီဖြစ်သည် အကြောင်းမှာဝိညာဉ်တစ်ခုဤတန်ဖိုးကိုတင်သိထားသောကြောင့်ဖြစ်သည်သခင်ယေရှုသည် အဖိုးတန်သောပလဲတလုံးကို တွေ့ရှိသူအကြောင်းမိန်တော်မူသောအခါထိုသူသည် ပလဲကိုရရှိဖို့ရန်သူ၌ရှိသမျှအလုံးကို ရောင်းချလိုက်သည်ဟု မိန်တော်မူ၏ရှမသက်ခန်းကြီး7အငယ်55မှ56ထိုအရာသည်ဘုရားသခင်အတွက်ဝိညာဉ်တစ်ခု၏အတိတ်ပဲဖြစ်ပြီးဝိညာဉ်အောင်နိုင်သူအနေဖြင့်ကျွန်ုပ်တို့နားလည်ထားရမည့်အရာမှာဝိညာဉ်တစ်ခုကိုအောင်မြင်ပြီးဘုရားသခင်နိုင်ငံတော်ထဲ၌ငြင်းမြန်ခိုင်ခန့်သည့်အထိထိုဝိညာဉ်အတွက် အကျွန်ုပ်တို့သည်အဆက်မပြတ်နှဆိုင်စွာ ကြိုးပမ်းအားထုတ်ဆုတောင်းရမည်ဖြစ်သည်။တင်းသည့်ဤကဲ့သို့ကြားခံဆုတောင်းသောအခါသူတို့လွတ်မြောက်ခြင်းခံရသည့်အထိတင်းသည့်ဝိညာဉ်တော်၌ဆက်လက်ရှိနေပါသည်။ခရစ်တော်၏ချစ်ခြင်းမေတ္တာသည်တင့်အားတွန်းအားပေးနေပါသည်။တင်းသည့်ကိုကြိုးစည်းပွားအတွက်ဆုတောင်းနေသည်မဟုတ်ပေ။တင်းသည့်တင်းလက်ထက်ခြင်းနေသူသူမဟုတ် စီးပွားရေးလှုပ်လို့သူတူအတွက်ဆုတောင်းပြီးငိုနေသည်မဟုတ်ပါ။ သူတို့ဤကဲတင်ခြင်းအတွေ့တင်းကျက်စွာဆုတောင်းနေသည်တင်းတီပုံတံပြောင်းလဲရမည် အတ္တတာတစ်ခုနှင့်ခရစ်တော်အတွေ့အောင်နိုင်ရမည်ဝိညာဉ်တစ်ခုအတွေ့တင်းတီမေတ္တာနှစ်လကောက်ဝိညာဉ်တော်ဤဝန်တုတ်ဝန်ပိုးအပြင်လကောက်မောင်းနှင်ခြင်းခံရပါသည်ကျွန်ုပ်တို့ဤအဖွင့်ကျမ်းစာကိုထပ်မံဖတ်ရှုပါခရစ်တော်ဤဘုံကြီးတော်မူသောဧဝံဂေလိတရားဤအလင်းသည် အမှောင်မိုက်ကိုအောင်မြင်ပြီး သခင်ဖရာအားမတိရှိသေးသောသူများဤနှလုံးသားထဲ၌တောက်ပဖို့ယံဂျာခန်ဆုတောင်းပေးသည့်နေရာတွင်တင်းတီပြင်းပြစွာဆုတောင်းမိအကြောင်းတင့်ကိုသိစေပါသည်တင်းတီမရက်တန့်ပါသူတို့ဤစိတ်နှလုံးထဲရှိဧဝံဂေလိတရားကို ခုခံမှုတိုင်းသည် ကျိုးပဲ့သွားပြီး၎င်းတို့သည် စာတန်ဤအုပ်ဆိုးမှုမှကဲနှုတ်ခံရကြောင်းကို၎င်းသူတို့သည်တည်င်းစကား ကြားရသည့်အခါသူတို့၏ကဲတင်ခြင်းအတွက်ထိုတရားစကားကိုလက်ခံရရှိရန်၎င်းတို့၏နှလုံးသားများသည်ဖွင့်ထားရရှိနေကြောင်းကို၎င်းသင်ကြညာနေပါသည် ဟာလေလုယာဖြောင်းမတ်တော်သူ၏စိတ်နှလုံးထက်တန်စွာ ခံစားချက်ဖြင့်အဆက်မပြတ်ဆုတောင်းခြင်းသည်ကြည်မာသောတကူးကိုရရှိစေပြီးထိုအရာဤလှူဆောင်မှုတွင်တကူးကို ရရှိစေသည်ကိုတတိယပါ ရှင်ရကုတ်ခန်းကြီးငါအငယ်16သင်ဤနှလုံးသားထဲကလှိုက်လှိုက်လဲလဲကြားခန့်ဆူတောင်းချက်သည်၎င်းတို့ဤကဲတင်ခြင်းအတွက်လိုအပ်သောစွမ်းအားကို ရရှိစေပါလိမ့်မည်ထပ်၍လေးလာရန်ကြံပိုင်ကိုလိုသဲခန်းကြီး၄အငယ်၁၂ဂလာတိအခန်းကြီး၄အငယ်၁၉အေဖက်အခန်းကြီး၃ အငယ်14မှ19စွတ်တောင်းခြင်းကိုအတူတကွာဝန်ခံကြပါစို့ချစ်တော်မူသောအဖာကျွန်ုပ်အားတစ္ဆာရှိသူဟုမှတ်ယူပြီးပြန်လဲတင်းမြတ်ခြင်းတာသနာလုပ်ငန်းကိုကျွန်ုပ်ထံသို့အနှံ့ပေးသည့်အတွက်ကိုရောကိုယေရှုတင်ပါသည်ကျွန်ုပ်သည်ပျောက်ဆုံးသွားသူများအတွက် ဇွဲနှစ်ပဲနှင့်ဖယားပကတိအရေးတကြီးလိုအပ်မှုဖြင့်ဆုတောင်းခြင်းနှင့်ကြားခံဆုတောင်းရန်ကိုရောဤမြတ်တာတော်အဖြစ်နိုးဆွခြင်းနှင့်လှုပ်ဆော်ခြင်းခံရပါသည်ထိုကြောင့်ကျွန်ုပ်ဆုတောင်းနေစဉ်၎င်းတို့သည် အမှောင်မှအလင်းတို့၎င်းစာရန်ဤတကူမှဖျားသခင်ထံတော်တို့၎င်းကဲလွတ်ခြင်းခံရပါ၏သခင်ယေရှုနာမတော်မြတ်၌အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ရကုတ်ခန်းကြီး1ရေစကြည်လအခန်းကြီး19မှ19ကိုဖတ်ရှုဆင်ခြင်း ှလုံးသွင်းကြပါစို့နှစ်နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ရောဟန်အခန်းကြီး7နှစ်အငယ်42မှ50 900အခန်းကြီး78ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့